သနာတော်နှစ်2558ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်ဒေါသရင်လာပြီကျော်9ရက်2014ခုနှစ်စက်တင်ဘာလ18ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွေမြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာဓမ္မရတိမဟာဓမ္မတဘာဓမ္မယုံကြီးတွင်ဆင်ခြင်းပါပြုလို့အပ်သည်အေရဝတီတိုင်းဒေသကြီးရတ္တဖွဲ့မှုရဲမှုကြီးအောင်နိုင်သူ တော်နေနေအေမိသားစုတို့ဤကံထက်လှူတော်မင်္ဂလာ အခန္နာအနုမောဒနာတရားယသဖျားကဆုံးမထားတဲ့ပုဂ္ဂိုလ်တွေတဲ့ဖြစ်တဲ့ဖြစ်တတ်တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တဲ့လဲလူ بوا ရထားလို့ရှင်ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တဲ့လဲအသက်ရှင်ကြရရင် တူတူပဲ လူဘဝမှာအသက်ရှင်နေကြတဲ့အချိန်မှာတန်ဖိုးရှိတဲ့အသက်ရှင်မှုမျိုးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ရသော်ပြားကပညာနဲ့အသက်ရှင်ရမယ်ပညာနဲ့အသက်မွေးပြီးအသက်ရှင်ရမယ်လို့ဒီလိုဆိုပညာစီဝိဇီဝိတ္တမဟုတိထံပညာဖြင့်အသက်ရှင်တယ်ဆိုတာဒီဘဝတစ်ခုရလာတဲ့အခါမှာအမတ်တမဲ့နေတာမဟုတ်ဘူး ကိုယ်ဘဝမှာဘယ်အလုတ်ကအကျိုးရှိတယ်ဘယ်အလုတ်ကအကျိုးမရှိဘူးဘယ်အလုတ်ကလုံတဲ့နေဘယ်အလုတ်ကမလုံတဲ့ဘူးဆိုတာခွဲခြားသိတဲ့အသိပညာနဲ့သက်ရှင်ရမယ်လူတိုင်းဟာအသိပညာနဲ့သက်ရှင်ရတာမဟုတ်ဘူးနော်စားဖို့ရအတွက်ပဲတွေးမယ်အိပ်ဖို့ရအတွက်ပဲတွေးမယ်ဝတ်ဖို့ရအတွက်ပဲတွေးမယ်နေစရာရဖို့ရအတွက်တွေးမယ်တခြားပြောဖို့ပါဖို့ဆိုတဲ့ကိစ္စတွေအတွက်တွေးမယ် အသိပညာနဲ့ကိုယ်မှာတန်ဖိုးရှိတဲ့အလုပ်တစ်ခုဘာလုပ်သင့်တယ်လဲဆိုရယ်စဉ်းစားတဲ့လူကနည်းလိမ့်မယ်လူဖြစ်လာပေမဲ့လို့စဉ်းစားနိုင်တဲ့ပုဂ္ဂိုလ်စဉ်းစားမေးတောင်းမှာပဲစဉ်းစားတဲ့အတိုင်းလှုပ်ဆောင်တဲ့ပုဂ္ဂိုလ်ကနည်းလိမ့်မယ်ဒါကြောင့်မို့ပညာနဲ့အသက်ရှင်တယ်လို့ဆိုတာဘာလဲလို့ဆိုရင်လုပ်သင့်တာနဲ့မလုပ်သင့်တာကိုသိတယ်ပညာ တိပီတဲ့နောက်မှာမလုံးတင်တာကိုရှောင်းတယ်လုံးတင်တာကိုလှုပ်တယ်ဆိုတာအဲ့ဒါပညာနဲ့အသက်မွေးတယ်လို့ခေါ်တယ်ပေါ့နော်ဘဝမှာငါဘာတွေလုံးတင်တယ်လဲသာဝတိရေးပြင်ငါဘာလုံးတင်တယ်လဲရလာတဲ့ဘဝလေးကိုတမိုးရှိအောင်ငါဘာလုံးရမှာလဲဆိုတဲ့အသိဉာဏ်နဲ့လုံးတင်လုံးထိုက်တယ်ပေါ့ရသော်ဘုရားကအေပညာဆိုဒီမှာ ရလာတဲ့ဘဝကလေးမှာဒီဘဝမှာလည်းအကျိုးရှိတဲ့အလုပ်ဖြစ်ရမယ်။နောက်ဘဝမှာလည်းအကျိုးရှိတဲ့အလုပ်ဖြစ်ရမယ်။ဒီဘဝကောင်းကျိုးနောက်ဘဝကောင်းကျိုးကောင်းကျိုးနှမျိုးလုံးကိုရအောင်ယူနိုင်မှပညာရှိလို့ဒီလိုခေါ်တာ။နော်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာဒီဘဝလည်းကောင်းအောင်လုပ်တတ်တယ်နောက်ဘဝလည်းကောင်းအောင်လုပ်တတ်တယ်။နှစ်ခုစလုံးကောင်းအောင်လုပ်နိုင်မှပညာရှိတယ်။ လူတိုင်းလူတိုင်းဟာနှစ်ဘဝလုံးကောင်းအောင်လုပ်တာဟုတ်ကဲ့လားလို့ဆိုမဟုတ်ဘူးတချို့လူတွေကဒီဘဝကောင်းစားရုံလေးပဲလုပ်တတ်တယ်နောက်ဘဝအတွက်မစင်စားတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့တော့ဒီဘဝကိုတောင်မှကောင်းအောင် လုပ်တယ်လို့ဆို တောင်မှပဲမကောင်းတာနဲ့အဆုံးသတ်သွားတဲ့ပုံစံတွေအများကြီးပဲကောင်းအောင်လို့စိတ်ကကောင်းတယ်ဆိုတာဘာကိုရည်ရွယ်ပြီးတော့သူတို့ ကောင်းတယ်လို့ပြောတော့ဆိုရင် ပျော်တာကိုပဲအကောင်းလို့ထင်ပြီးတော့လုပ်ကြတယ်အဲ့ဒီပျော်ရွှင်မှုဆိုတဲ့အကောင်းဟာသာဝရအကောင်းမဟုတ်ဘူးပျော်ရွှင်မှုတဲ့တမိုးရှိတဲ့အကောင်းတွေကိုကိုရမအကောင်းလို့သတ်မှတ်ရမယ်အဲ့တော့လုံးတဲ့လုံးထိုက်တဲ့အကောင်းကဘယ်လိုဟာလဲမလုံးတဲ့နဲ့အဆိုးကဘယ်လိုဟာလဲလို့ဆိုရင်စဉ်းစားကြည့်လိုက်လေအလုပ်တစ်ခုဟာလုပ်ပြီးတဲ့နောက်မှာစိတ်ပူနေရတယ်ဆိုရင် မကောင်းတဲ့အလုပ်လို့မှတ်တာ နော်လောကလူတွေမှာလှုပ်တော့လှုပ်လိုက်တယ်လှုပ်ပြီးရင် စိတ်ပူနေရတယ်ဥပမာမဟုတ်တာလှုပ်ထိုင် စိတ်ပူနေရတယ်ပေါ့မဟုတ်တာလှုပ်ပြီးဆိုရင် စိတ်ပူရတယ်အဲ့ဒီစိတ်ပူနေရတဲ့အလုပ်မျိုးဟာမကောင်းတဲ့အလုပ်လို့သတ်မှတ်တယ်နောက်တစ်ခါအဲ့ဒီမကောင်းမှုရဲ့အကျိုးဖြစ်ပေါ်လာတဲ့အချိန်မှလည်းကြိတ်မိတ်ပြီးတော့ကိုလှုပ်တဲ့အပြစ်ဒဏ်ကိုခံရတယ်အဲ့ဒါမကောင်းတဲ့အလုပ်လို့ဆိုလို့ နော်မကောင်းတဲ့အလုပ်ဆိုဒီမှာလုပ်ပြီးရင်လည်းစိတ်ပူရတယ်အကျိုးတက်ရောက်လာတဲ့အခါမှာလည်းစိတ်မိတ်ခံစားရတယ်ဟောနှစ်ခုစလုံးမကောင်းကောင်းတဲ့အလုပ်ဆိုတာဘယ်လိုဟာတော့ဆိုရင်လုပ်ပြီးလို့ရှိရင်လည်းစိတ်ထဲမှာကြည်နူးတယ်စိတ်ထဲမှာကြည်နူးနေရတယ်ဝမ်းသာနေရတယ်ကောင်းကျိုးချမ်းသာရလာတဲ့အချိန်မှာလည်းပဲပြောပြောရှင်ရှင်ဝမ်းမြောက်ဝမ်းသာအကျိုးတရားကိုခံစားရတယ် ဲ့ဒါကောင်းတဲ့အလုပ်လို့ခေါ်တယ်။အဲ့တော့ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာကို ခွဲခွဲခြားခြားပထမ နားလည်ရမယ်။နားလည်ခြင်းဟာပညာလို့ခေါ်တယ်။အဲ့ဒါလို့နားလည်တာပညာ။ငါလုပ်တဲ့အလုပ်ဒီလုပ်ပြီးစိတ်ပူရတဲ့အလုပ်စိတ်ပူရတဲ့အလုပ်လားသို့မဟုတ်ဝမ်းသာရတဲ့အလုပ်လားဒီနှစ်ခုစဉ်းစား။လုပ်ပြီးတဲ့နောက်မှလည်းပဲအကျိုးသက်ရောက်လာတဲ့အခါမှာ ဆင်းရဲဒုက္ခနဲ့ကြုံရမယ့်အလုံလားသို့မဟုတ်ချမ်းသာဒုက္ခခံစားရမယ့်အလုံလားလို့ဟောကြည့်လိုက်ကြည့်လိုက်တဲ့အခါမှာအကောင်းတဲ့အဆိုးဆိုတာခွဲခြားပြီးတော့နားလည်သွားတယ်အဲ့လိုခွဲခြားနားလည်မှုကိုပညာလို့ခေါ်တယ်အဲ့ဒီပညာနဲ့သိရှိပြီးတဲ့အခါမှာစိတ်ပူရမယ့်အလုံမျိုးတွေဆိုးကျိုးခံစားရမယ့်အလုံမျိုးတွေကိုရှောင်တယ်ဝမ်းသာရမယ့်အလုံမျိုးတွေ ချမ်းသာဒုက္ခရမယ့်အလိုမျိုးတွေကိုလုပ်တယ်လို့လုပ်လို့ရှင်ဒါချမ်းသာချမ်းသာဒုက္ခရဆိုလိုတာကတော့အကုသိုလ်နဲ့ကုသိုလ်ပဲအကုသိုလ်အလုပ်ဆိုတာလုပ်ပြီးရင်စိတ်ပူရတယ်မကောင်းကျိုးရလာတဲ့အခါမှာလည်းဆင်းရဲဒုက္ခကြုံရတယ်ကုသိုလ်အလုပ်ဆိုတာလုပ်တဲ့အချိန်မှာလည်းဝမ်းသာရတယ်လုပ်ပြီးရင်လည်းစိတ်ထဲမှာကြည်နူးရတယ် ကောင်းကျိုးချမ်းသာရလိုက်တဲ့အခါမှာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။ဟောဒါကိုမြတ်စွာဘုရားခွဲခြားပြီးတော့ဟောတာ။အဲ့လိုခွဲခြားဟောပြီးအသိပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့ကောင်းတဲ့အလုပ်ကိုဒီဘဝမှာလည်းကောင်းတဲ့အလုပ်လုပ်တယ်။နောက်ဘဝအတွက်လည်းကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်။အဲ့တော့ဒီဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဆိုတဲ့အလုပ်ဟာဘယ်အလုပ်လဲလို့မေးလို့ရှိရင် ကုသိုလ်ကောင်းမှုအလုပ်ပဲဖြစ်တယ်ပေါ့ကုသိုလ်ကောင်းမှုဆိုတာလူချင်းတန်းချင်းဆိုတာဒါနကောင်းမှုလူတယ်လူတယ်ဆိုတဲ့နေရာမှာတန်ခါရီလူမလူလို့ခေါ်တာမဟုတ်ဘူးเนาะကိုနေ့စဉ်မှာကိုအမေဖေကိုကြွေးတာကိုရထားတဲ့စိစဥ္စာတွေကအမေဖေကိုကြွေးတာဒါနကောင်းမှုပဲเนาะဒါလည်းကောင်းမှုပဲကိုမိသားစုကိုကိုစေရနာနဲ့ကြွေးတာဒါလည်းကောင်းမှုပဲ ဒါနလို့ခေါ်တယ်။ကိုယ်ပတ်ဝန်းကျင်ကိုယ်နဲ့ပတ်သက်နေတဲ့ပုဂ္ဂိုလ်တွေကိုကျွေးတာမွေးတာနောက်ဆုံးမှာကိုယ်နဲ့မပတ်သက်ဘူးလိုအပ်တဲ့ပုဂ္ဂိုလ်တွေကို ပေးတဲ့ကံနဲ့ဒါနကောင်းမှုလို့ခေါ်တယ်။တန်ဃာတွေကိုပေးတဲ့ကံနဲ့ဆိုတာကြတော့သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုလှူတယ်ဆိုလို့ရှိရင်တော့မြေကောင်းပေါ်မှာတပင်ဆိုင်ရတယ်လို့ပဲပို့ပြီးတော့သီနံဖွင့်ဖြိုးတယ်လို့ဒီလိုဆိုတာပေါ့။ကောင်းကျိုးချမ်းသာတွေပို့ပြီးတော့ရနိုင်တယ်လို့ဒီလိုပဲဆိုတယ် တော့အကျိုးမရှိဘူးဆိုတာတော့ဘယ်ဟာမှမရှိဘူးနောက်ဆုံးကဒီလမ်းမေးမှာငပ်ပြတ်နေတဲ့တန်လေးတကောင်ကျွေးတာတောင်မှပဲဒါနကုသိုလ်ဆိုတာဖြစ်တယ်။အော်ဒါနကုသိုလ်ဆိုတာလှုပ်တင်လှုပ်တတ်တယ်။ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်။နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်။နှစ်ဘဝလုံးကောင်းတယ်။နောက်တစ်ခါသီလကုသိုလ်သီလဆိုတာရှောင်းတဲ့နာကိုရှောင်းပြီးတော့လှုပ်တဲ့နာကိုလှုပ်တာကိုသီလလို့ခေါ်တယ်။ အဲ့တော့ရှောင်းသိနာကိုရှောင်းဖို့ကနံပါတ်1လှုပ်သိနာကိုလှုပ်တာနံပါတ်2ရှောင်းရတယ်မိဘနဲ့ပတ်သက်လာလို့ရှင်မိဘကိုဟာလာ ပြန်ပြောတာတို့អော်တာတို့မိဘကို မပြုစုပဲနဲ့ထားတာတို့ဒါတွေကရှောင်းရမယ့်အလုပ်တွေဆောင်ရမယ့်အလုပ်ကပါတော့မိဘကို လေးစားတယ်เนาะ လေးစားတယ်ကြွေးမွေးတယ်ဆောင်းလျှောက်တယ်ကိုတက်နိုင်သမျှမိဘအတွက်လုပ်ပေးတယ်ဒါလုပ်ရမယ်လို့ရှောင်ရမယ့်ဟာရှောင်ပြီးလုပ်ရမယ့်ဟာလုပ်ရင်ဒါကစာရိတ္တသီလနဲ့ဝါရိတ္တသီလဝါရိတ္တသီလဆိုတာရှောင်တာခုန၅ပါးသီလစောင့်တည်လိုက်တဲ့အထက်မှာရှောင်ရမယ့်ဟာတွေရှောင်လိုက်တာ၅ပါးသီလစောင့်တည်တယ်သူများတဲ့တတ်တာရှောင်မယ်သူများဥစ္စာယူတာရှောင်မယ် ဝါသမယပြစ်မှားတာကိုရှောင်မယ်လိန်ပြောတာရှောင်မယ်မူရစေဝအယက်သေးစာတောက်စားတာကိုရှောင်မယ်အဓိကကြားတဲ့ရှောင်ကျင်မှုကြီးတွေပေါ့အဲ့ဒါလို့ရှောင်လိုက်ထိုင်တာနဲ့သူကရှောင်ခြင်းဖြင့်ဆင်းရဲဒုက္ခကိုမရောက်စေဘူးကောင်းကျိုးချမ်းသာကိုရစေတယ်ဒါဖြင့်ရှောင်ယုံရှောင်ရတာလားလုံးเสียမရှိဘူးလားလို့ဆိုလုံးဝပါဏာတိပါဒကရှောင်ပြီးတော့မေတ္တာထားတယ်အကျဉ်းနာတရားထားတယ်ဒါလုံးဝမယ် သူများပစ္စည်းကိုမယူဘဲနဲ့စင်စင်ကြဲကြဲနေတယ်။သူများပစ္စည်းတွေ့ရင်တောင်မှပဲပစ္စည်းနဲ့လူနဲ့စုံစည်းပေးတယ်ပြန်ပေးတယ်။အဲ့ဒါတွေကလောက်ရမယ်။ကာမိတ္တမိစ္ဆာဆရာသူတော်ဘာမိသားစုသားမယာပြင်မာတာမျိုးလုံးဝရှောင်ရမယ်။နောက်တစ်ခါမူတာဝါဒလိမ်မပြောဘူးမင်္ဂနာပြောမယ်။ဟောလိမ်ပြောခြင်းမှရှောင်တယ်မင်္ဂန်စွာ ပြောဆိုခြင်းကိုပြုလုပ်မယ်။သူရမေရိယအယက်သေးစာရှောင်မယ်။ ကောင်းကျိုးချမ်းသာရနိုင်တဲ့စိတ်ဓာတ်တွေကိုမွေးမြူမယ်ဆိုတော့ဩရှောင်းရံနဲ့ဆောင်းရံကိုချင်းသီလာလည်းပဲဒီဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်လို့တူဆိုတာဥပမာပါဏာတိပါဒကရှောင်းလိုက်တဲ့ပြင်ဒီဘဝမှာမုန်းတဲ့လူမရှိဘူးနော်ကိုကတရိษ္ဆာန်ပဲဖြစ်ဖြစ်တတ်ထားရင် တရိษ္ဆာန်ကကိုမုန်းနေမှာပဲမနိုင်လို့သာ သူရှုံးပေးလိုက်တာဟောတနေ့တခွေ့ကြရင် ကိုပြန်ပြီးတော့ အန္တရာယ်ပြုလာမဲ့ဟာတွေရှိပဲအကုန်လုံးလုံနိုင်တဲ့အချိန်တွေရောက်ရင် နောက်တစ်ခုကတော့သူကပဲကိုယ်နဲ့အိုးစားကွဲနေလို့ဘာမှမလုံနိုင်ဘူးဆိုရင် သူများအသက်ကိုတတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်လျာဘဝမှာရောဂါဝေဒနာတွေထူပြောတယ်အသက်တိုတယ်ဆိုတဲ့အဖြစ်တွေရတယ်လေပဏာတိပတ္တမရှောင်းလိုက်ခြင်းအပြင် အသက်ရှည်တယ်မုန်းသူမရှိဘူးဖြစ်လျာဘဝမှာအသက်ရှည်ခြင်းကျန်းမာတယ်ဆိုတဲ့အကျိုးကျေးဇူးတွေရတယ်ဒါကြောင့်မို့လို့ အသက်ပညာအသိပညာနဲ့အသက်မွေးမယ်ဆိုရင်ရှောင်ရမှာကိုရှောင်ပြီးတော့လှုပ်တင်တာကိုလှုပ်ခြင်းဟာပညာနဲ့အသက်မွေးခြင်းလို့ခေါ်တယ်။ကုသိုလ်နဲ့အသက်မွေးတာဒီလိုကောင်းကျိုးချမ်းသာတွေကိုရနိုင်။ဒါကဒါနသီလဘာဝနာဆိုတာကြတော့နော်ဘာဝနာဆိုလို့ရှိရင်ဒုရီယာခက်ခဲတယ်ထင်ပြီးတော့ပြင်းသွားရတယ်။ဘာဝနာဆိုဒီမှာကိုယ့်အကူတယောက်တည်းနေတဲ့အခါအေး ကိုမိတ်ဆွေတွေကိုအာယုံပြုရဖြစ်စေနော်ကိုနဲ့တည်တဲ့ပုဂ္ဂိုလ်တွေအာယုံပြုရဖြစ်စေချမ်းသာကြပါစေသို့မဟုတ်မြင်သမျှပုဂ္ဂိုလ်တွေကြားသမျှပုဂ္ဂိုလ်တွေချမ်းသာကြပါစေအစဉ်ပြေကြပါစေဆိုရဲစိတ်ကလေးမွေးနေတာဒါဘာဝနာပဲမေတ္တာဘာဝနာလို့ခေါ်တယ်ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေအေးဆင်းရဲဒုက္ခမှလွတ်ကြပါစေအောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေနော် အောင်မြင်ကြပါစေရရှိထားတဲ့အခွင့်အရေးတွေကမဆုံးရှုံးကြပါစေနဲ့။ဟောအပြန်လား။ကိုနဲ့စင့်တူပုဂ္ဂိုလ်တွေအတွက်ဝမ်းသာတယ်၊ကိုရဲတာတဲ့ပုဂ္ဂိုလ်တွေအတွက်ဝမ်းသာတယ်၊ကိုရဲအောက်တန်းကျသွားတဲ့ပုဂ္ဂိုလ်တွေကိုအကျဉ်းထားထားတယ်။ဆိုတော့စိတ်နေသဘောထားတွေကိုယ်တဏ္ဍမှာဖြစ်ပွားလာအောင် လုပ်တာပါဝနာပဲ။အခုပြောရတဲ့ဒါနကုသိုလ်ပဲဖြစ်ဖြစ်၊သီလကုသိုလ်ပဲဖြစ်ဖြစ်၊ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်ဒီကုသိုလ်တွေဟာ ဒီဘဝလည်းကောင်းကျိုးချမ်းသာကိုပေးမှာပဲနောက်ဘဝလည်းကောင်းမှုချမ်းသာပေးမှာပဲဒါကြောင့်မို့ပညာဇီဝိဇီဝိတ္တမဟုတိတ္တပညာဖြင့်အသက်မွေးတာကောင်းတယ်လို့ဆိုတာအဲ့ဒီလိုအချိန်လေးကောင်းတွေကိုကုသနာမှာ ဖြစ်အောင်အသိဉာဏ်နဲ့စဉ်းစားပြီးအခုလိုကုသကောင်းမှုတွေလှုပ်တာဒါပညာနဲ့အသက်မွေးတယ်လို့ခေါ်တယ်နော်ပညာနဲ့အသက်မွေးတယ်မိမိလျော့လျော့မနေဘူးကုသကောင်းမှုတွေဖြစ်အောင် ကြိုးစားအထုတ်တယ်ဆိုတာဒီဘဝလဲကောင်းတယ်နောက်ဘဝလဲကောင်းအကောင်းတစ်ခုကိုရအောင်ယူနိုင်ရင်ပညာရှိလို့ခေါ်တယ်ဒိဋ္ဌိဓမ္မေစယောအထောမြတ်မောဘဝမှာရနိုင်တဲ့အကျိုးတရားယောသထောတံပရာယိကောနောက်ဘဝမှာရမယ်အကျိုးတရားအထာဝိတမယဒီရောဒီအကျိုးနှမျိုးကိုရအောင်ယူနိုင်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပန္တိတော်တိပဟောစတိ ပညာရှင်လို့ဒီလိုသတ်မှတ်တယ်ဒါဗုဒ္ဓအဆုံးအမမှာပညာရှိဆိုတာအဲ့ဒါလိုပုံကမျိုးသတ်မှတ်တယ်အဲ့တော့တို့တွေရာဒီနေ့ကုသကောင်းမှုတွေကိုလှုပ်ကြသည့်အတွက်ကြောင့်ဒီဘဝကောင်းကျိုးတွေလည်းတို့ရအောင်ရအောင်ယူနိုင်ခဲ့ပြီးနောက်ဘဝကောင်းကျိုးတွေပေးမဲ့ကုသကိုလည်းယူအောင်ယူနိုင်ခဲ့ပြီးဒါကြောင့်မလို့ဒီလိုဘဝမျိုးဟာပညာနဲ့အသက်မွေးတဲ့ဘဝပဲဒီပညာမျိုးတို့ဆက်လက်ထိန်းသိမ်းပြီးတော့ပညာနဲ့အသက်မွေးတဲ့ဘဝမျိုးရအောင် ကြိုးစားရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကြပြီးကုသတရားဖြစ်ပေါ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာ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 